အဲဖုန်းဖုန်းမေးကြွမလို့ဗျာလို့ကျွန်တော်နေနှုတ်ဆက်တာရှိတယ်ဗျာနှုတ်ဆက်တဲ့အချိန်မှာအဲဆရာတော်ဗျာကလည်းသူကအေးမေးပဲကြွမလို့လုံးနဲ့မေးကမေးကြရှိတယ်ပေါ့နော်ထောင်လိုက်တာမကဲဆရာတော်ဗျာဒီမှာဗျာလို့ဒီလိုမေးပါဗျာလို့ဘာကြောင့်ရသိကျင်လို့ဒုံးဆိုမေးတဲ့ခါကျတော့ဒီရန်စီဝင်ရန်စီကျင်းဒီစီမံကိန်းကဝန်ထမ်းတွေဦးနဲ့ကားတစ်စီးကိုဦးတဲ့မင်းဖမ်းသွားတယ်လို့ကြားတယ်တဲ့နော်အဲ့လိုပြောတဲ့ချိန်မှာဖုံဖုံလို့အဲ့ကိစ္စကဘယ်နေရာမှာဖြစ်တာတုံးဆိုတော့ကဒီရာစီကျင်းလေးစီမံကိန်းကြီးအရှင်းလေးဖောင်းကားနားမှာဖြစ်သွားတယ်တဲ့အဲ့ကိစ္စကမင်းလို့ပြောတယ်လို့ကြားတယ်တဲ့နော်ဒီဓမ္မတိုင်းဆရာတော်ကနေမှာကျွန်တော်လာပြောတာရှိတယ်အဲ့မှာအဖုံဖုံအဲ့တမိုင်ကိုတပိတော့မရေးဘူးအဲ့လိုတပိတော့မလို့ဘူးတပိတော့မသိဘူးနော် အဲကျွန်တော်အနေနဲ့တော့တမျိုးကြပဲလို့နေပြောသွားပြီးတော့ကျွန်တော်ခီးကျွန်တော်ဆက်ခဲ့တာပေါ့နော်ဟုတ်ပါပြီပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကနောက်ရက်ကူကျွန်တော်ကပြန်လာတယ်ဗျာခီးကကျွန်တော်ရေစိုးဘက်ကိုခီးသွားတယ်ဗျာတ냐ကြီးကျွန်တော်တို့ဂျီဝါပေါ့ဆောင်းသားရေစိုးပေါ့ဟွာပေါ့ကျွန်တော်တို့ရဲ့မားမိတ်ပေါ့ဝီယောင်မောင်းပေါ့နော်ကျွန်တော်ဝီယောင်မောင်းလည်းစကားမပြောတာကြားနေတယ်ညီကိုတွေစကားပြောအောင်တ냐တော့အိတ်လိုက်ပါဆိုတော့ကျွန်တော်တ냐အိတ်လိုက်တယ်ဗျာအဲ့ဒီလိုအချိန်မှာကျွန်တော်ပြန်လာတယ်ပြန်လာတဲ့အချိန်မှာကျွန်တော် internet line ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဒီကိစ္စ public ကိုတက်လာတယ်ဗျဟို public ကိုတက်လာတဲ့ခါကျတော့ဒီ account တစ်ခုကကျွန်တော်ဒီကိစ္စကိုတင်းထားတယ်ဗျဟိုအဲ့ဒါလေးကိုတော့ခဏလေးနားထောင်ပေးပါကျွန်တော်ဖတ်ပြပါမယ်ဗျဟုတ်ကဲ့ဗျမျက်နှာဖက်ကန်နဲ့စလင်းကြီးဝမ်းမောင်းဝန်ထမ်းရဲ့အမျိုးသမီးနှုတ်နဲ့ကားတစီးတဲ့ကောင်လေးရဲရဲတော့လူမှန်ဆရာကြီး ။တကူတော်သူ့ဘာသာမှာပြန်ပြီးဆွဲငွေတဲ့သိန်းနှစ်ထောင်နဲ့သိန်းနှစ်ထောင်တော့ရ။ဝမ်မောင်ဝန်းနှမ်းများဤဇနီးအလို့သမီးနှစ်ဦးမှာတဲ့ပြန်ပြီးဆွဲသူတကူတော်သူ့ဘာသာစာလက်ထဲမှာသိန်း900ပဲကပြန်လွတ်လာပြီးကားချံကလေးကြောင့်ပြီးရပါတယ်တဲ့နော်။လူနှစ်ဦးပြန်ပေးငွေဖုန်းဖွင့်လိုက်။လူနှစ်ဦးပြန်ပေးငွေသိန်း900ဖြစ်ဇီးတဲ့ကားကအပြန်မပေးသေးပဲတဲ့။ကားအတွက်သိန်း900တဲ့ထပ်တောင်းထပ်တောင်းနေတဲ့ကြောင့်လည်းသိထားရပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့တရုတ်ကြီးနီစီမံကိန်းကနန်စီဒီအန်ဝန်ထမ်းတဦးအားငွေကျပ်3900နဲ့ပြန်ပေးဆွဲတယ်လို့ဆွဆွဲခံနေရလို့ဟုတ်မှန်မှုမရှိကြောင်း တကူတော့သူပရာစာဘက်ကပြန်လဲတုတ်ပြန်လာသည်မို့အဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဘုမနမရရောဘောနောကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲဆိုရင်ရှင်းလင်းတင်ပြချင်တာလေးကျွန်တော်အနေနဲ့ရှိပါတယ်ဗျာနော်ဒါလေးကဟိုကျွန်တော်တို့ကဒီကအမကြီးတစ်ခုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့မရှင်းလင်းမဲနဲ့ငုံခံနေခဲ့ရင်လေဒါကျွန်တော်တို့ကလှုပ်ထားတဲ့ပုံစံမျိုးလိုလိုပေါ့ဗျာနော်အဲဘယ်လိုဖြစ်လဲဆိုတော့လွန်ခဲ့တဲ့3ရက်လောက်ကဖြစ်မယ်ထင်နေဗျာ2ရက်လောက်ကလား3ရက်လောက်ကလားကျွန်တော်လေးရက်ဒီဒိတ်ကတော့ကျွန်တော်အနေနဲ့မသိပါဘူးဗျာနော်ဒီကျွန်တော်တို့စခိုင်းတိုင်းဆက်လင်းမျိုးနဲ့တည်းမှာပေါ့နော်ညမာရာစီ ညမယံစီကျင်းလီစီမံကိန်းပေါ့နော်ညမယံစီကျင်းလီစီမံကိန်းမှာကျွန်တော်တို့ရာစီကျင်းလီစီမံကိန်းဆိုတာကအရင်ကပေါ့အရင်ကဟိုစခြေတကယ်တာတော့အမှတ်ကြီးလီစီမံကိန်းပေါ့နော်အမီဝမ်ပေါ့အမီဝမ်ကနေမှာ MICC ပေါ့ MICC ကနေမှာနောက်ပိုင်းမြန်မာရာစီပေါ့နော်အဲအဲ့လိုနဲ့ပဲသူတို့ဒါကုမ္ပဏီတွေကူးပေါင်းလုပ်ကန်ကြရတာရှိတယ်ဗျအဲအဲ့လိုရှိတဲ့အချိန်မှာဒီရာစီကျင်းလီစီမံကိန်းဆိုတာကကျွန်တော်တို့လုပ်ွက်ဆိုတာလည်းလုပ်ွက်တက်တက်ရှိတယ်ဗျာနော်အဲအဲ့တည်းမှာဒီမိုင်းမြို့ဆိုတာလည်းရှိတယ်ဗျာနော်မိုင်းမြို့ဆိုတာလုံသားမြို့လေးပေါ့နော်အဲ့တည်းမှာလည်းကျွန်တော်တို့အရင်ခေတ်ဆက်ဆက်ကနော်နိုင်ငံတော်ဝင်ထားဆောင်ခဲ့ကြတဲ့ ဟိုဝန်ထမ်းကောင်းတွေလည်းရှိတယ်ဗျာနော်ဟိုနာမည်ဆုံးတဲ့တော်ကြတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်ဗျာနော်အဲ့ထက်မှာပေါ့နော်ဒါလူမျိုးပေါင်းပေါ့အဲသားပေါင်းစုံပေါ့နော်နေထိုင်ကြတဲ့မျိုးလေးတမျိုးပေါ့ဗျာနော်အဲအခုကဘယ်လိုဖြစ်လဲဆိုတော့ကနော်ခုတနေ့ကကျွန်တော်ကကျွန်တော်ညီလေးတယောက်နဲ့ကျွန်တော်ရေဒီယိုဘက်ကိုခီးသွားတယ်ဗျာခီးသွားတဲ့အချိန်မှာကျွန်တော်တို့အဲ့မှာကျွန်တော်ဆလင်းကြီးမျိုးရဲ့နောက်ဖက်နားမှာကျွန်တော်တို့ဒီရမပင်ခရိုင်ပေါ့နော်ခွက်ခဲကြီးပေါ့ခရိုင်တိုင်း28ဟိုပေါ့ဒါမဆိုင်ပေါ့ဆရာတော်ပေါ့နော်ကျွန်တော်နိုင်နေတော့ညိုကျိုးနေပါရင်နော်ကျွန်တောနေတော့ဆရာတော်လို့ပဲကျွန်တော်တော့ဟိုဒီဒေါ်လာကြီးစားလေးကနေတဲ့ဆရာတော်လို့ပဲသုံးလုံးခဲ့တာပေါ့နော်ဒီနေ့ဒီရက်မှာလည်းဆရာတော်ပဲပေါ့နော်အဲသူကဒီခရိုင်ခွက်ခဲကြီးဖြစ်သွားတဲ့အချိန်မှာအဲ့မှာကျွန်တော်နဲ့ ဗျာ။ဒါနဲ့ရှင်းတိုင်းဆိုင်ကနေတွေ့တယ်ဗျ။ကျွန်တော်ဆိုင်ကနေသူကကားနဲ့ပေါ့သူမှလည်းရဲဘော်တွေပါတယ်။ကျွန်တော်တော့ညီကိုနေရောက်ပေါ့။အဲ့နဲ့အဲဖုံးဖုံးမကြွလို့ဘုရားလို့ကျွန်တော်နေနှုတ်ဆက်တာရှိတယ်ဗျ။နှုတ်ဆက်တဲ့အချိန်မှာအဲဆရာတော်ဘုရားကလည်းသူကအေးမေးပဲကောင်းလို့လုံးနဲ့မေးဘုရားမေးတာရှိတယ်ပေါ့နော်။ဒါမှမဟုတ်ဒါမှဆရာတော်ဘုရား။ဒီမှာဘုရားလို့ဒီပြီးတော့မေးပါဘုရားလို့။ဘာကြောင့်ရသိကြလို့လုံးလို့မေးတဲ့ခါကျတော့ဒီရန်စီဝင်ရန်စီကျင်းဒီစီမံကိန်းကဝန်ထမ်းနှုတ်နဲ့ကားတစ်စီးဝူးတယ်မင်းဖမ်းသွားတယ်လို့ကြားတယ်တဲ့နော်။အဲ့လိုပြောတဲ့ချိန်မှာဖုံဖုံလို့အကိစ္စကဘယ်နေရာမှာဖြစ်တာတုံးဆိုတော့ဒီရန်စီကျင်းလေးစီမံကိန်းကြီးအရှင်းန်းလေးဖောင်းကန်းနားမှာဖြစ်သွားတယ်တဲ့အကိစ္စကမင်းလို့ပါတယ်လို့ကြားတယ်တဲ့နော် ဒီဓာတ်မတိုင်းဆရာတော်ကနေမှကျွန်တော်လာပြောတာရှိတယ်အဲ့မှာအဖုန်ဖုန်းအဲ့ဒီတိုင်းကိုတပည့်တော်မရေးဘူးအဲ့လိုတပည့်တော်မလို့ဘူးတပည့်တော်မတည်ဘူးနော်အဲကျွန်တော်အနေနဲ့တော့တမျိုးကြာပဲလို့နေပြောသွားပြီးတော့ကျွန်တော်ခီးကျွန်တော်ဆက်ခဲ့တာဗောနော်ကျွန်တော်စကီကိုကျွန်တော်ဆက်နေတဲ့အချိန်မှာဆာလင်းကြီးမြို့ရဲ့တောင်တန်းလေးမှာကျွန်တော်ဆယ်မိနစ်လောက်ဆိုင်ကမောင်းတဲ့အချိန်မှာကျွန်တော်ဒီဟိုဒေါ်လာရင်းညီကိုတယောက်ဗောနော်ဒီဂျမချုံတန်းဝင်းကျင်ကညီကိုတယောက်ဗောသူလဲစီရီယံဝန်တန်းတယောက်ပါသူလဲဒေါ်လာရင်းကိုဒီဆိုင်မတ်မတ်လုပ်နေတဲ့လူတယောက်ကနေမှာကျွန်တော်ဒီဖုန်းဝင်လာတယ်ကုသမာကရေးရတယ်ကျွန်တော်အခုတရင်ကြနေရတယ်တဲ့အခုဖြေနိုင်တာရှိရင်လည်းဖြေပါတဲ့ပုံမှန်လေးလေးဗောတဲ့နော် 今我没钱嘛，来啊！你都没法管路，过过路，谁家不能看我的办的，管平路路我走了。杨氏姐的是蛮硬啊，没得没困那样的，搞得就我过房子来路。昨家里也来啊，后两天里也来路，马上出来管路。不都其他东西啊？过过那些不办的，马上出来接了。今我碰上把管装上了，看见了，碰上借了来别，借了来钱嘛嘞？今我今我还有今我十块的，十块的钱嘛？今我今我那外还有要点钱嘛？碰八万的，今我这边也把我办了，比如阿坤要你的钱嘛？今我有些最哪的，毕竟我有在电脑木台，当然有有今我公司别的。 အဲကိုဆက်တဲ့အချိန်မှာသူကပြောတဲ့ကကျတော့အခုအဲ့လိုလိုတင်းကြနေရတယ်အခုလောက်တာလို့ကြားတယ်နော်အေးဟုတ်ပြီညီလေးအဲ့ကြတော့အဖတ်ခံရတဲ့ခိုင်ခိုင်ရှင်ညီလေးတည်လားသွားကိုကျွန်တော်လည်းလည်းနေတည်တယ်ကျွန်တော်ခုနကမက်မက်ဆေ့ပို့လိုက်မယ်အေးဟုတ်ပြီအဲ့ဒါကျွန်တော်ကလည်းဒီအဖတ်ခံလိုက်ရတဲ့ဒီအမျိုးသမီးနှစ်ယောက်ကြီးကကွန်တက်ကိုကျွန်တော်ယူလိုက်တယ်ယူလိုက်တဲ့အချိန်မှာကျွန်တော်ဖုန်းဆက်တယ်ဖုန်းဆက်တဲ့အချိန်မှာအခုဒီလိုလိုကျွန်တော်သူ့ဘာသာပါကျွန်တော်နာမည်ရအောင်ထိုက်ပါနော်ဟိုအခုအမျိုးသမီးနောက်အခုတို့အမျိုးသမီးနဲ့အဖေတယောက်ကိုဆွဲသွားတာကျွန်တော်လိုကြားနေရတာအခုကတော့အဲ့ဒါအဲ့ဒီစားကျွန်တော်မလိုဘူးနော်ကျွန်တော်ကဗီယန်နာပြည်တိုင်းတက်ဖွဲ့မှာကျွန်တော်တောင်းဝန်ထမ်းဆောင်နေတဲ့လူကြောက်ဖြစ်တယ်နော် ကျွန်တော်တို့ကျွန်တော်တို့ဘီယာနိုင်ပါမူဝါဒရှိတယ်နော်ကျွန်တော်စီမင်းစည်းကမ်းရှိတယ်နော်ပြည်သူဘိုးပြုတ်ပြီးတော့ကျွန်တော်တို့ရေးဆွဲထားတဲ့ဥပဒေမူကျမ်းရှိတယ်နော်ကျွန်တော်တို့အရန်ကာရောအဲ့ဒါမလုပ်လို့မရဘူးနော်ဒီဘက်သူစီရီယံလို့ဒီဖြစ်စီမလုပ်ဒီဖြစ်စီကျွန်တော်တို့အဲ့ဒါတွေကိုလုပ်လို့မရဘူးနော်အဲ့မှာဘာဖြစ်လဲလဲဆိုတော့ကျွန်တော်တို့မှာကနော်စက်ကောင်စီကိုပြင်မှတ်ထားရင်စက်ကောင်စီရဲ့မိသားစုဝင်တွေကိုကျွန်တော်တို့မှာဆေးပြင်မှတ်တယ်ကျွန်တော်တို့မှာထားလို့မရဘူးနော်ချိန်မှာမကောင်းရင်ချိန်မှာကိုပဲကျွန်တော်တို့ဖျက်ရမယ်နော်ကျွန်တော်အဲ့ဒီအကြမ်းလို့လည်းပြောပြတယ်အခုအမျိုးသမီးကိုကျွန်တော်မဖမ်းဘူးနော်အဲ့ကြတော့အခုအနေနဲ့ကျွန်တော်ကြောင့်ဘယ်လိုလုပ်ပြောနိုင်တာလဲဆိုတော့ ူပြန်ပြောတဲ့စကားကကျွန်တော်စီမှာလည်းအံပိုင်ရှိပါတယ်ဒါကြတော့ तू ကဒီကျင်းဒီစီမံကိန်းထဲမှာနေတဲ့ကသူ့မှာမိရတာကိုကြောက်ရတဲ့အတွက်ကျွန်တော်ပတ်ပလဲမှာတော့ဒါနာမည်နဲ့တော့ကျွန်တော်ချမှတ်ပြတော့ပါဘူးဗျာနော်ဟိုချပြန်ရလဲကျွန်တော်ကြောင့်အရသာပြည်သူထိခိုက်သွားမှာလဲကျွန်တော်ဒါဆိုရည်တယ်ဗျာနော်အဲ तू လည်းကျွန်တော်နဲ့ပြောထားတဲ့အံပိုင်ရှိတယ်ကျွန်တော်ဒီမှာနော်ပြော तू ကဘာပြောလဲဆိုတော့ညီလေးမင်းကဒီနားမှာရှိတဲ့နော်အူဘာလို့မှဒီမိုင်းနဲ့ဝန်ထမ်းနေပေါ့နော်ဝန်ထမ်းနေဆိုတော့ဝန်တော်များများတော့တချို့ကတော့စီရံလုတ်ထားကြတယ်ပေါ့နော်တချို့ကစီရံမလုပ်ဘူးပေါ့နော်မင်းကအဲ့လိုပေါ့မလုပ်ဘူးလို့ပြောတတ်နိုင်တယ်မကမင်းကူညီပေးတယ်လို့ကြားလို့မို့မင်းဖုန်းနံပါတ်ကိုကိုတို့ကစုံစမ်းတာအဲ့စုံစမ်းတာကနေမှမင်းဖမ်းတယ်ဆိုတာတရင်ဟောဖြစ်သွားတာနော် ။အဲဟုတ်ပြီအခုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့တော့တောင်းဝင်မှုတောင်းဝန်ခံမှုအပြေအဝရှိတယ်နော်။တကယ်လို့မှအခုတို့မှအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တိုင်းတက်ဖွဲ့ကကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးကိုကျွန်တော်လုတာပါဆိုပြီးတော့ဒေတာချက်လက်နဲ့တိုင်းချပိုင်ခွင့်ရှိတယ်နော်။ကျွန်တော်ပြောပြတယ်။ပြောပြတဲ့ချိန်မှာညီလေးတဲ့မင်းချောင်းဟူတဲ့အခုဥမာချိတ်ကတည်းကတည်တယ်တဲ့ကျွန်တော်ကရင်တော့လက်ဖိတ်ဆိုင်မှရှင်ကြောက်ပါဗျာနော်။ဒါကျွန်တော်ပါဆင်လေးနည်းနည်းထက်ပြောပြသည်။ကျွန်တော်ကရာစီကျင်းဒီစီမံကိန်းပေးနာလေးကရွာလေးရပါဗျာ။ဒါနဲ့မဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ရိုက်ပါလုံးညီအတွက်ကျွန်တော်ထည့်ပြပြောပြရပါရစီနေဗျာနော်။အဲအဲ့မှာမင်းချောင်းဟူကိုတည်တယ်မင်းမလုပ်ဘူးဆိုတာနော်။ဒီကိစ္စတွေကိုမင်းဝင်အောင်မချွတ်ဖက်ဘူးဆိုတာလည်းတည်တယ်နော်။ အင်းဟုတ်ပြီအခုအဲ့ဒါဆိုလည်းအဲ့လိုပြောပြတဲ့အတွက်ကျေးဇူးပါတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကနောက်ရက်ကိုကျွန်တော်ကပြန်လာတယ်ဗျာခီးရကျွန်တော်ရေစကြိုးဘက်ကိုခီးသွားတာပါဗျာတ냐ကြီးကျွန်တော်တို့ဒီဟွာပေါ့ဆောင်းသားရေစကြိုးပေါ့ဟွာပေါ့ကျွန်တော်တို့ရမားမိတ်ပေါ့ဘူရောင်မောင်ပေါ့နော်ကျွန်တော်ဘူရောင်မောင်လည်းစကားမပြောတာကြားတဲ့အတွက်ညီကိုစကားပြောအောင်တ냐လို့အိတ်လိုက်ပါဆိုတော့ကျွန်တော်ညအိတ်လိုက်တယ်ဗျအိတ်ပြီးတဲ့အချိန်မှာကျွန်တော်ပြန်လာတယ်ပြန်လာတဲ့အချိန်မှာကျွန်တော် internet line ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဒီကိစ္စ public ကိုတက်လာတယ်ဗျဘူ public ကိုတက်လာတဲ့ခါကျတော့ဒီ account တစ်ခုကကျွန်တော်ဒီကိစ္စကိုနှင်းထားတယ်ဗျအိုးအဲ့ဒါလေးကိုခဏလေးနားထောင်ပေးပါကျွန်တော်ဖတ်ပြပါမယ်ဗျဟုတ်ကဲ့ဗျမျက်မှောက်ကတန်းနဲ့စလင်းကြီးဝမ်းမောင်ဝန်တန်းရဲ့အမျိုးသမီးနှုတ်ဦးနဲ့ကားတစ်စီးတဲ့ဒေါ်လာကြီးရဲရဲတောက်လူမဆရာကြီး ဒီကိုတို့သူဘာသာမှာပြန်ပြီးဆွဲငွေတဲ့3000တောင်းနဲ့3000တောင်းတောင်းရငွေမောင်ဝန်ထမ်းများကြီးဇနီးအမျိုးသမီး2ဦးမှာတဲ့ပြန်ပြီးဆွဲသူဒီကိုတို့သူဘာသာစားလက်ထဲမှာ3500ပေးကပြန်လွတ်လာပြီးကားချံငယ်တွေကြောင့်သိရပါတယ်တဲ့နော်လူ2ဦးပြန်မင်းငွေဖုံးဖွင့်လာလူ2ဦးပြန်မင်းငွေ3500ဖြစ်ဈေးတက်ကားတဲ့ကားအပြန်မပေးသေးပဲတဲ့ကားအတွက်3000တဲ့ထပ်တောင်းထပ်တောင်းနေတဲ့ကြောင့်လည်းသိထားရပါတယ်တဲ့ အဲ့အကောင်လေးကနောက်ထပ်သူကဟွာပေါ့ဗျာကျွန်တော်တို့ငငယ်ပြောမှဆိုတော့တရားစင်စုကကြည်ရတယ်လို့ပဲပေါ့နော်စကားလေးကိုပေါ်ပါဟွာကောင်းကင်လေးတော့ပြသွားပြီးတော့ဘိုင်းမုံတော့ပြသွားပြီးတော့ပြီးစီအောင်လုံးမထားခဲ့မနဲ့သူကနောက်ဆက်သွေးလေးတွေရှိသေးတယ်ဗျာကျွန်တော်အကြောင်းတရားလေးတွေကိုဆက်လက်ဖော်ပြပါဦးမီပေါ့နော်အဲ့အကောင်လေးကအဲ့လိုလေးတင်းသွားတာရှိတယ်ဗျာနော်အဲ့ကိစ္စနဲ့ကျွန်တော်လိုင်းမော်တယ်လာခြင်းဖြစ်တယ်ကျွန်တော်တို့လိုင်းကလာ၅နှစ်ရှိပြီကျွန်တော်ဟိုလိုင်းကွန်နာတွေပါလေကျွန်တော်တိတ်တော့အချင်းတော့မရှိဘူးဗျာနော်ဟုတ်ကျွန်တော်တို့လည်းမရှိဘူးဒါဒီကိစ္စဖြေရှင်းမှရမယ်ဆိုပြီးတော့ကျွန်တော်မှာကကျွန်တော်ပါစင်နယ်အတွက်ပါစင်နယ်ထက်ကျွန်တော်တိုင်ရင်တစ်ခွက်ရေကိုင်းသိကြရှိတယ်ကနော် ျွန်တော်တို့ဗျန်နာကြီးမဘလို့ရက်ဒီနေရတဲ့ဆိုရလဲဒါကျွန်တော်တို့မြေပြင်ကမိဘပြည်သူတွေအတီတုံးဖြစ်မှာပါနော်ဒါကြတော့ကျွန်တော်တိုင်ရင်တက်ဖွဲ့ရေးနဲ့လည်းအများကြီးတက်ဆိုင်သွားပြီလားနော်ကျွန်တော်တို့မှာမူဝါဒရှိတယ်စီမင်းစီကံရှိတယ်နော်ကျွန်တော်တို့မူဝါဒကကျွန်တော်တို့အတွက်ကျွန်တော်တို့တိုင်ရင်တက်ဖွဲ့အတွက်ယူရေးဆွဲထားတဲ့မူဝါဒမဟုတ်ပါဘူးဗျပြည်သူဘိုးဘိုးပြုပြီးတော့ရေးဆွဲထားတဲ့မူဝါဒပါဒီအရဝကျွန်တော်တို့ဘိုးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားရဲရှိတယ်နော်ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းခြားအလားပိုင်းခြားလောက်ကလည်းကျွန်တော်တို့ဒါပြည်သူတွေပေါ့နော်ကျွန်တော်တို့လိုအပ်မဲ့ထင်လို့မို့ကျွန်တော်တို့ထုတ်ပြန်ခဲ့တာရှိတယ်ကျမကြီးဝန်ထမ်းနဲ့စီရီယံဝန်ထမ်းကိုကျွန်တော်တို့ဟိုရှော့ပေါ်ပေးရမယ်ဆိုတဲ့ကိစ္စတွေနော်အဲအဲ့ဟာတွေကိုလည်းကျွန်တော်တို့ ဟိုတတိမှန်ပြန်ကြားရေးရနေမှာကျွန်တော်တို့ထုတ်ပြန်ထားတာရှိတယ်ဒါလည်းကျွန်တော်တို့လိုအပ်မယ်ထင်လို့ကျွန်တော်တို့လူမယ်မယ်ကလေးတွေပညာရေးအတွက်ကျွန်တော်တို့အရသာပြည်သူတွေချမ်းသာရေးအတွက်နော်ကျွန်တော်တို့အရာတွေထုတ်ပြန်ထားတာရှိတယ်နောက်ပြီးကျွန်တော်တို့တခုထုတ်ပြန်ထားတာကျွန်တော်မှတ်ပြီးတဲ့နောက်ကပြောရမယ်ဆိုတော့မူကျန်းနေရများတဲ့ခါကျတော့ဒီကျွန်တော်တို့ဘာလို့ပြောရမလဲဆိုတော့ဒီစစ်ကောင်စီရဲ့မိမသည်ဖြစ်စေမိဘဖြစ်စေသားသမီးဖြစ်စေကျွန်တော်တို့စီရေးပြတ်မှတ်တယ်ကျွန်တော်တို့စီရေးပြတ်မှတ်ပြီးအသုံးချလို့မရဘူးဗျအဲ့အဲ့လိုလုံးလုံးချသွားမှဆိုရင်လည်းမြန်မာပြည်ကလူကြံတော့မှာမဟုတ်ပါဘူးဗျဒီစက်ကောင်စီဆိုတာကလည်းမိဘပြည်သူကပေါက်ပွားလာတဲ့စက်ကောင်စီဗျလူစော်ထီးဆိုတဲ့ကောင်ကလည်းမိဘပြည်သူက ကျွန်တော်တို့ဗမာမိဘပြည်သူကပေါက်ပွားလာတယ်သူစောထိပြနော်နော်အဲအဲ့အတွက်ကျွန်တော်တို့မာမူဝါဒရှိတယ်ကျွန်တော်တို့ပြောပြချင်တာကနော်ဟိုကျွန်တော်တို့အရန်ကာရောဘယ်တော့မှလွတ်လွတ်ဆပ်ပဲမလို့ဟုဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒါဟိုအွန်လိုင်းပေါ်မှာရှိတဲ့ရသမိဘပြည်သူတွေကျွန်တော်တိအောင်ပြောချင်တယ်ကျွန်တော်ဒီလိုက်ကလေးကနေမှအမှတ်တကြီးနေစီမံကိန်းမာနေထိုင်ရတဲ့စီဒီအမ်လုပ်တဲ့ဝန်ထမ်းတွေလုပ်တဲ့ဝန်ထမ်းတွေကိုလည်းကျွန်တော်ဒီနေရာနေမှသတိပေးစကားပြောချင်တယ်ကျွန်တော်ဘာအထူးပြောချင်လဲဆိုတော့ကအခုကကျွန်တော်ပြောပြမယ်ကျွန်တော်တိုင်းပြည်စိုးဘက်ကိုသွားနေတယ်လက်နဲ့ဒီလူလက်တိုင်းလက်ထဲမှာရှိတယ်သွားသတိဒါသတိရှိကြဖို့ရကျွန်တော်မှားချင်တယ်တော်လိုင်းကြီးခေါင်းစဉ်တက်ပြီးတော့တော့ကြောင့်နေလက်ခမောင်းခန့်နေတာရမ်းများတယ်နော် ရတယ်ဆိုတာကကျွန်တော်တို့ဒီကျွန်တော်တို့အဲရန်စီကျင်းစီစီမံကိန်းနဲ့ပတ်ဝန်းကျင်ပါတင်ဒူးဆိုင်မှုတော်တော်အခင်းတော်တော်များများဖြစ်တယ်ဗျနော်ဒါကိုကျွန်တော်တတိပေးခြင်းနဲ့နော်တတိပေးခြင်းနဲ့ဆိုတာကဒီကျွန်တော်တို့မြန်မာရန်စီကျင်းစီစီမံကိန်းနဲ့မှာနေတွေရတယ်ကျွန်တော်တိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံပဲနော်နော်လူမျိုးပေါင်းစုံပဲကျွန်တော်တို့ပြည်သူတွေပဲနော်ပြည်သူတွေပဲတချို့မှာမိသားစုဆောင်ဝင်နေကြစီတံမလုပ်ထားတဲ့ဝန်ထမ်းတွေရှိရှိမယ်နော်တော်တော်များများလေးလောက်ထားတာကျွန်တော်သိချာကတော့ရှိတယ်ဗျာနော်အဲ့မှာကျွန်တော်ဒါအဲ့ဒါလေးကိုကျွန်တော်ရှင်းပြခြင်းနဲ့နော်အခုကကျွန်တော်တို့မှာကတရားဥပဒေစိုးမိုးမှုဆိုတာလည်းဘာမှမရှိဘူး နောက်ပြီးကျွန်တော်ပြောမယ်ဗျာကျွန်တော်တို့မဲအွန်လိုင်းကိုမကြိုက်လို့မို့ကျွန်တော်တို့ကျွန်တော်တို့တမယောက်တော့မစော်ကားဘူးဗျာကျွန်တော်ကဟိုဒီနေရာမှာကျွန်တော်စကားလေးတစ်ခုတော့ကျွန်တော်ပြောလိုက်အောင်မယ်ဗျာဟိုကျွန်တော်တို့ဗီယန်နာရဲ့ဟိုဥက္ကဋ္ဌကြီးကြီးရဲ့လက်သုံးစကားလေးဟိုကော်ပီလေးတစ်ခုတော့ကျွန်တော်ယူသုံးမယ်ဗျာနော်ကျွန်တော်တက်တယ်ပဲပြောမယ်အင်းဗီယန်နာရဲ့ဥက္ကဋ္ဌကြီးကတက်တယ်ပဲပြောမယ်သူ့ဘာသာကတော့တက်ပဲပြောမယ်ဗျာနော်နော်ကျွန်တော်တို့မဲအွန်လိုင်းကိုမကြိုက်လို့မို့ကျွန်တော်တို့ကျွန်တော်တို့ခိုင်ယူချက်တွေကျွန်တော်တို့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဘယ်သူမှမင်းတို့တော်လိုင်းရေးလို့ပါလို့မခိုင်ဘူးကျွန်တော်တို့ကကျွန်တော်တို့ဖောက်ထွက်ခဲ့ကြတယ်လုံခဲ့ကြတယ်နော်နေရာဒေသတွေဆုံးမမှုတွေရခဲ့ကြတယ်အောင်မြင်မှုတွေရခဲ့ကြတယ်ဒီမှာတော့တရားရေးမှန်တယ် တို့မှချတာပါဘယ်မှာလုံးမူဝါဒတွေရနော်ပြည်သူအတွက်ပြည်သူအိုးရအသိစိတ်ကိုဘယ်လိုကာကွယ်မယ်ဆိုတဲ့နော်ဟိုတရားဥပဒေဆောင်ရှောက်မှုဆိုတာဘယ်မှာလဲပေါ့ဗျာနော်တခါလေကျွန်တော်တွေ့ကြည့်တယ်ဗျမြေအောင်နိုင်ကိုမကြိုက်လို့မို့ကျွန်တော်တို့ကိုကျွန်တော်တို့နဲ့ရတားပြည်သူကိုအစိုးရလှုပ်ချင်တဲ့ဂုဏ်ကြီးရှိလူချင်းမင်းတွေထားပါတော့ပေါ့ဗျာသူတို့ကဘာတွေနဲ့သွားသူနေလဲဆိုတော့ကျွန်တော်ငငယ်လောက်ကထင်တယ်ဗျပတ်စံလေးခုထည့်ပြောပါဦးမယ်ရှင်နေသားစနစ်နဲ့သားလောက်ကထင်မယ်ဗျာနော်သားဖာနှစ်ယောက်နဲ့ငငယ်ချင်းနှစ်ယောက်နဲ့ဇေတောက်ကြတာပေါ့ဗျာကြီးတန်းပေါ့နော် 谁都知道了，领导不都知道，我讲，领导给我们秒的嘛，说那个北我广播弄。侬，那边都知了，百分之几呢？我讲，百分之几的边的个，几公分的几里了。那怕你要挂的回来修，那回来修东，回来修，皮呀，对不起，我大里，没来没来过侬，皮那大呢？要得，反正这些你要挂，这些哪里来的？这些你要，哎嘛，把那皮来修了，皮呀你嘛，大里有，伢子胡椒，哎哟，没胡椒我土来，胡椒我搬出来，胡椒我色来，也不油来不，弄不留卤来不弄，一路歪的自己看你的干净喽，这里啊。 ှုံးလဲရှုံးနားလဲညှိတာတဲ့ခါကျတော့လက်တော့ခုံဆိုတာကတော့ကျွန်တော်တို့ဒီလိုတောက်တဲ့မျိုးဘူးဗျဒလိကအဲ့လိုမတောက်ခဲနဲ့လက်တော့ခုံလက်ဖနှောင်းနဲ့လက်ကြားတိုက်ချိုက်ပြဝုန်းခနဲ့ဆိုတော့အဲ့မှာဖေရသားလေးကိုလူကြားထဲမှာငောက်ပါလေရောမအေးလို့ပေါ့ကြိုးကြောင်နဲ့ဘလူကောင်သားမျိုးမှမသိဘူးပေါ့နော်အဲ့မှာပြန်ပြောလိုက်တဲ့သားလေးကလည်းဖေကိုပြန်ပြောလိုက်တဲ့စကားလေးတစ်ခုကလည်းမှတ်သားလောက်တယ်ဗျပြည်လူကြားလေးအဲ့ပေါ့ဝက်ကြီးပိတ်သားကြားထဲမှာပေါ့ဖေရငောက်တာကကြိုးကြောင်နဲ့ဘလူကောင်သားမျိုးကြောင်မှမသိဘူးပေါ့နော်သားလည်းပြန်ပြောလိုက်တဲ့စကားတစ်ခွန်းကမွေးထားတဲ့ကောင်လေးသိချာကြည့်အောင်နဲ့နော်ဟိုအဲ့စကားလေးပြည်သူစကားပြေဖွင့်ကြည့်ပါဗျအဲ့စကားလေးနော် ကျွန်တော်တို့အသက်တွေဘွားတွေရင်းနှီးမြှုပ်နှံပြီးတော့ကြတော့နော်ကျွန်တော်တို့ထန်းတင်ပေးလိုက်တဲ့ဟိုထားပါတော့ဗျာကိုသေးရှိလူကြီးမင်းတွေကနော်ဘယ်မှာတို့များမူတို့ရဲ့ဘွားသားတွေနော်တရားဥပဒေစိုးမိုးမှုတွေပေါ့ဗျာနော်ဒီကိစ္စတွေဖြစ်ဖြစ်နေတာတွေကကျွန်တော်တို့ကျွန်တော်တို့မှာဗျာအတိုက်ခံတွေရများတယ်ကျွန်တော်တို့မှာရန်သူဘက်လည်းဝိုင်းနေတယ်နော်ကျွန်တော်တို့ပါကျွန်တော်တို့ကျွန်တော်တို့စီကျွန်တော်တို့ပေါင်းနဲ့ကျွန်တော်တို့မူဝါဒနဲ့ကျွန်တော်တို့ရက်တည်နေကြတယ်။တောင်မြေမြန်ပြည်သူလည်းသိတယ်။ online မှာပြည်သူများများဒါနိုင်ငံရခြားမှာနေတဲ့ပြည်သူတော်တော်များများလည်းသိပါတယ်နော်။ကျွန်တော်တို့ရဲ့ရက်တည်ခြင်းနဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုပေါ့နော်။ဒါကိုတည်တည်မဲ့ကျွန်တော်တို့လာပြီးတော့အပုတ်ချတယ်ဗျာနော်။ ဟိုအကောင်လေးတစ်ခုဖွင့်လိုက်ပါဦးအဲမှာလေအဲအဲ့မှာအဲ့အကောင်လေးတစ်ခုကတင်းသွားတာကသူကဆက်လက်ပေါ်ပြပါဦးမြည်တယ်သူကပေါ့နော်ကျွန်တော်ရဲ့အကြောင်းလေးကိုနောက်ထပ်သူထပ်ပေါ်ပြအောင်မှာပေါ့နော်အဲဟုတ်ပြီအဲ့ညီလေးကိုလည်းကျွန်တော်ရမ်းကျေးဇူးတင်ပါတယ်လို့ဟိုပေါ်ပြမှာဆိုရင်လည်းပေါ်ပြတာတည်းလို့နော်ဟိုကျွန်တော်အနေနဲ့မြေပြင်မှာလည်းတိုက်ရိုက်ဆွေးနွေးလို့ရတယ်လို့ကျွန်တော်လည်းမျက်နှာချင်းဆိုင်ပေါ့နော် online ပေါ်မှာလည်းဆွေးနွေးလို့ရတယ်လို့နော်အဲဆွေးနွေးခဲ့ရင်တော့မင်းမီတွေမင်းသမီးတွေတော့ခေါ်ခဲ့ပေါ့နော်သူ့ဘာသာနဲ့တွေ့ရအောင်ပေါ့နော်သူ့ဘာသာအကြောင်းကဘယ်လိုဆုံးဆိုတာသိအောင်ပေါ့နော် ကျွန်တော်ဆရာတော်ကလည်းပလင်စခံပြီးသားဖြစ်တယ်နော်ကျွန်တော်တကားကြီးရိုင်းပြတဲ့တကားပါရင်ကျွန်တော်တောင်းမှန်တယ်ဆိုတဲ့ဆိုတဲ့အကြောင်းပေါ့နော်အဲ့မှာဟိုကျွန်တော်ကကျွန်တော်တကယ်လိုရိုးမှန်လို့ရှိရင်ကျွန်တော်ဒေတာနဲ့ချပြပါနော်ကျွန်တော်ဒေတာနဲ့ချပြပါနော်ကျွန်တော်လုပ်တစ်ခုလုပ်ပြီးရဆိုရင်လည်းကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ကြိုတင်ပြောပြီးမှလုပ်တတ်တဲ့ကောင်မျိုးလေနော်ကျွန်တော်ဘူလိုပေါ့ဗျာစစ်ပွဲတစ်ခုကိုသွားတိုင်မှဆိုရင်တော့ကြိုတင်ပြောပြီးတော့တိုင်ရင်တော့ကျွန်တော်ဒီမှာပေါ့ဗျာဟုတ်တယ်မလားရန်သူကိုကျွန်တော်အတီးပြရတယ်မထူးဘူးလေဗျာနော်ဟိုကျွန်တော်ရဲ့အချက်မူကိုပြောပြတာဗျဟုတ်ကဲ့ဗျာအဲ့အကောင့်တင်သွားတဲ့ကောင်ကလေးကျွန်တော်ပြောချင်တယ်အဲ့ကြီးလေးကိုကျွန်တော်ပြောချင်တယ်ဒီနေရာကနေပြီးတော့ဗောနော် အဲ့မှာအခုအကြောင်းလေးဖော်ပြဦးမှာဆိုရင်အဲ့မှာအခုနဲ့မင်းညမမင်းညမအကြောင်းတရားလေးတွေလည်းဖော်ပြပေးပါလို့ online မှာ public ကိုတင်ပြပေးပါလို့နော်ညီလေးနော်အဲ့မှာအခုဒီနေ့ကနေပဲမင်းကိုအဲ့ဒါလေးပြောချင်တယ်အခုကတော့အညာသားကွာအညာသားကပဲပြောတတ်တယ်နော်အဲကျွန်တော်ပြောပြချင်တာတော့ဒီလောက်ပါပဲကျွန်တော်အထူးအနေနဲ့မှာချင်တာကတော့ဒီကျွန်တော်တို့ဒီမြန်မာရာစီချင်းဒီစီမံကိန်းမှာမဟုတ်ပါဘူးနော်ဒီတတိပလဲရှင်မဲမှာရှိသမျှပြည်သူပြည်သူတွေအားလုံးပေါ့နော်ပြည်သူတွေရဲ့လုံခြုံမှုဘဝဆိုတာဘာမှမရှိတော့ဘူးပေါ့နော်ဒါကျွန်တော် နဲ့ကျွန်တော်ဘဝင်ကြမှာလည်းလမ်းပြီးတော့ဘောတော့ကျွန်တော်ကြားရရတယ်မြင်ရရတွေ့ရရနော်နည်းနည်းကင်ပေါင်းတော့၃၆ရှိတယ်ဗျာနော်ခေါင်းစဉ်ကတော့ဒေါ်လာကြီးပေါ့ဗျာနော်အဲ့ဒါကြီးဖြစ်လာကြတယ်နော်အဲ့လိုဒီခေါင်းစဉ်တွေတက်ထားကြတယ်နော်အဲအဲ့ဒါကိုကျွန်တော်အထူးပြောချင်တယ်ဗျာအကိစ္စကိုပေါ့နော်ဟိုဒီသူအတွက်ကျွန်တော်ပြောချင်းဖြစ်တယ်ဗျာအကိစ္စတွေကနော်ဟိုတကယ်လို့ကျွန်တော်မဟုတ်တာလုပ်ခဲ့တာရှိရင်လေကျွန်တော်ရထဲရွာထဲမှာကျွန်တော်အယတားပြည်သူတယောက်ကိုနိုင်ငံခဲ့တာဆော်ကားခဲ့တာရှိရင်လေကျွန်တော်တို့မှာ ကျွန်တော်တို့အထက်မှာရရှိရရှိပါတယ်ဗျာနော်ကျွန်တော်တို့တိုင်ကြလို့ရပါတယ်နော်ဒီမြန်မာယူဥက္ကရာယူတိုင်ရတော့လကောင်းဟိုသူ့ရဲ့ဆက်ဆက်နေတော့လကောင်းကျွန်တော်တို့ပြည်မှုကျူးလွန်ထားတာရှိလို့ရှိရင်တိုင်ကြလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ရသပြည်သူတွေကိုလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်မိဘပြည်သူညီကောင်မောင်နှမတွေပေါ့နော်အားလုံးလည်းကျွန်တော်ပြောပြချင်တယ်ဒီနေ့ကနေမှာနော်အထူးထူးမှာကျွန်တော်ကတော့မြန်မာယစီချင်းဒီစီမံကိန်းကဒီရသပြည်သူတွေပေါ့နော်အိုခမလုံးမာလေမိသားစုစောင့်ဝင်နေဆိုတာရှိတယ်နော်မဖြစ်မနေချမ်းမာရေးသွားလာတာတွေရှိတယ်နော်အဲကြတော့အသွားလာနေတိုင်းတတိရှိကြပါနော်ဆင်ကျင်ကြပါလို့ကျွန်တော်ပြောချင်တယ် ဟုတ်ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်ခင်ဗျာကျွန်တော်အလုံးကိုလည်းအရင်ကျေးဇူးတင်နေနော်ဒီလိုစကားပြောရတဲ့အတွက်ပေါ့နော်ကျွန်တော်တခါလေးသိမပြောတတ်ဘူးဗျာနော်ဒီလိုလေးပဲကောင်းမယ်ထင်ပါတယ်ဗျာဟုတ်ကဲ့ခွန်လုံးနဲ့ကျွန်တော်အနာရှင်ဆိုတာဟိုမင်းအောင်နိုင်မှမဟုတ်ဘူးကနော်အဲ့အနာရှင်မှန်တယ်များလောက်အောက်ကကျွန်တော်တို့ပြည်သူတွေလွတ်မြောက်စေချင်တယ်ဗျာနော်လွတ်လပ်ပြီးတရားမျှတတဲ့တရားဥပဒေစိုးမိုးမှုအောင်ပါမိသားစုဘွားတွေတိုင်းသားညီကိုမော်ရမတွေပေါ့နော်လေးတပြင်းစည်းဆိုတဲ့မိသားစုထမင်းဝိုင်းလေးကိုထာဝရအေးချမ်းစွာစားတော့စေချင်တယ်ဗျာကျွန်တော်ရဲ့စိတ်ဆန္ဒပေါ့ဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာ ိုက်ပွဲပြင်းထန်နေသောကြောက်မဲမြို့နယ်တွင်လေကြောင်းဖြင့်အစိတ်ပုံးများကျဲချတိုက်ခိုက်ပြီးနောင်ချိုမြို့နယ်တွင်လည်းတိုက်ပွဲများဖြစ်ပွားကြောက်မဲမြို့နယ်အနီးဆုံးတွင်စစ်တပ်စစ်ကြောင်းများရောက်ရှိလာရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသောကြောက်မဲမြို့နယ်တွင်စစ်တပ်ကလေကြောင်းဖြင့်ပုံးများကျဲချသည့်အပြင်အစိတ်ပုံးများပါကျဲချတိုက်ခိုက်ခဲ့ကြောင်း TLA သတင်းထုတ်ပြန်ချက်နှင့်ဒေတာပြည်သူတို့၏ပြောဆိုချက်အရသိရှိရသည့်စက်တင်ဘာလ28ရက်နေ့ ကြောင်မဲမြို့နယ်လုံဝဲကြီးရွာသို့စစ်တပ်ကလေရင်ဖြင့်ဘုံအလုံးသုံးဆဲကျဲချသည့်အပြင် အစိမ့်ငွေဘုံသုံးလုံးပါကျဲချခဲ့ကြောင်းစစ်တပ်ကလုံဝဲကြီးရွာတွင်ရှိ နေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရသည် စစ်တပ်၏အစိမ့်ငွေဘုံကျဲချမှုကြောင့်တအောင်တက်မတော်တပ်ဖွဲ့များမှမူဝေခြင်း၊အော့အန်ခြင်း၊မအီမတဖြစ်ခြင်း၊မောပန်းခြင်းအသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်စေခဲ့ပြီးတပ်ဖွဲ့ဝင်၃ဦးမှဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်းယမန်နေ့စစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောင်မဲမြို့နယ်ရှိလုံဝဲတောင်ဆေးလိပ်နှင့်စခန်းသာကြီးရွာကြားတွင်၎င်းနောင်ချိုမြို့နယ်ရှိစိတ်ဖူးကြီးရွာနှင့်ဘန်ကာ၆အနီးတွင်၎င်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရသည် လက်တလောစစ်တပ်မှာကြောင်မဲမျိုးနဲ့အနီးဆုံးနေရာအထိရောက်ရှိလာနေကြောင်းစစ်တပ်ကမြေပြင်တွင်စစ်ကြောင်းများထိုးနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းဆက်တိုက်ဆိုသလိုတိုက်ခိုက်နေကြောင်း KAA နှင့်ပူးပေါင်းတပ်များမှခုခံစစ်ဖြင့်သာတိုက်ပွဲဝင်နေကြောင်းကြောင်မဲဒေသမှာတော်လန်ရေးတရင်ရင်းမြစ်ကပြောဆိုသည် စစ်ကြောင်းတွေကကြောင်မဲမျိုးနဲ့အနီးဆုံးကိုတော့ရောက်လာတယ်။မြို့ပေါ်ကနေ TNA အေတက်တွေစုတ်တယ်ဆိုတာမဟုတ်ပါဘူး။အကောင်းဆုံးခုခံတိုက်ခိုက်နေပါတယ်။သူတို့ဘက်က drone ကိုအဓိကထားတုံးနဲ့အခုချိန်ထိအကောင်းဆုံးခုခံနေပြီမဲ့အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာမို့လို့စစ်တပ်ဘောအရာအစုတ်တက်တော့လုံရတာရှိနိုင်တယ်။မြို့ပေါ်မှာတော့တိုက်ပွဲမရှိသေးဘူး။မြို့နဲ့အနီးဆုံးမှာတိုက်ပွဲတွေဖြစ်နေတာဟုကြောင်မဲမျိုးပေါ်တွင် ခုခံတိုက်ပွဲဝင်နေသောတော်လန်ရေးတရင်ရင်မြစ်ကရှင်းပြသည် စစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုအ мян ဆုံးတိမ့်ပိုက်ရန်စစ်ကြောင်းထိုးနေပြီးမြေပြင်တွင်လည်းနန်းစီတီအဝန်နှမ်းများနှင့်ကြောင်မဲမြို့နယ်ဌာနဆိုင်ရာများကိုမြို့တိမ့်ပိုက်ပြီးပါကအ мян ဆုံးရုံးထိုင်နိုင်ရေးလှုပ်ဆောင်ထားရန်ညွှန်ကြားထားကြောင်းသိရှိရသည်